အမ်ဘီယာကိုတိုင်တာနိုင်ရန်ကျွန်တော်ပလန်တစ်ခုဖြန်းနေထားပါတယ်ဘက်ထရီတစ်ခုခလုတ်တစ်ခုရက်စစ်စတာတစ်လုံးမီလုံးတစ်လုံးခလုတ်တစ်ခုရက်စစ်စတာတစ်လုံးမီလုံးတစ်လုံးခလုတ်တစ်ခုကိုဘက်ထရီနဲ့ပြန်ဆက်သွယ်ပြီးပလန်တစ်ခုကိုပြည့်ပြည့်စုံဖြန်းနေထားပါတယ်ဘယ်လိုတိုင်တာမလဲဆိုတော့ကျွန်တော်တို့လေ့လာကြည့်ကြရအောင်ဒီဂျစ်တယ်မီတာနဲ့အမ်မီယာတိုင်းတာပါမယ်ကျွန်တော်200မီလီအမ်မီယာမှာထားပါတယ် တက်စင်ရအပေါက်နှစ်ခုရှိပါတယ်အမ်ဘီယာအမြင့်နဲ့အနှိမ့်ပါကျွန်တော်အနှိမ့်ုံတိုင်းမှာမလို့မီလီအမ်ဘီယာအပေါက်မှာတက်လိုက်ပါတယ်ခလုတ်ကိုဖွင့်လိုက်ပါပြီတိုင်းတာနီးကတော့ AC အမ်ဘီယာတိုင်းတဲ့နီးအတိုင်းပါပဲမီတာရဲ့ခန္ဓာကိုယ်တွေကနေလျှက်စစ်ကိုဖြတ်တန်းစီစဉ်သွားမှသာအမ်ဘီယာကိုတိုင်းတာနိုင်မှာပါပါဝါဖွင့်ဆန်းကြည့်တော့ပါဝါလာနေပါတယ်ဒါဆိုရင်ကျွန်တော်တို့ပြန်ပိတ်လိုက်မယ်ဒီပလန်းကိုလည်းဖြတ်လိုက်ပါမယ်လျှက်စစ်ကိုမီတာရဲ့ခန္ဓာကိုယ်တွေကဖြတ်စီခိုင်းမှအမ်ဘီယာကိုထောက်ထမ်းလို့ရမှာပါ တိုင်းတာကြည့်ပါတယ်။ဘာမှမပြပါဘူး။ပေါ်ဖွင့်လိုက်တော့မှ ambient စတင်စီးဆင်းလာပါတယ်။200 milli ambient မှာထားတဲ့အချိန်30ဆိုတော့30 milli ambient ပါ။နောက်တစ်လုံးထပ်ဖွင့်တော့80နီးပါးလောက်ထိတက်လာတာကိုတွေ့ရပါတယ်။အမီယာကိုဒီနည်းနဲ့ဖမ်းပြီးတော့ထောက်ထမ်းရမှာပါ။ပြန်ပိတ်လိုက်ရင်စားသုံးမှုနည်းသွားလို့ရောကြပါပါတယ်။စားသုံးမှုရှိတော့ရင်0ဖြစ်နေမှာပါ။ analog meter နဲ့လည်း ammeter ကိုတိုင်းလို့ရပါတယ် analog meter မှာ dc ammeter ကိုတိုင်းဖို့အတွက် function ပါဝင်ပါတယ်ဒီပေါက်က ammeter အမြင့်ကိုတိုင်းဖို့ပါ2.5 ammeter အထိတိုင်းနိုင်ပါပြီးတော့ဒါကတော့ milli ammeter တွေတိုင်းဖို့အတွက်ဖြစ်ပါတယ်စမ်းတာတိုင်းတာနီးကတော့ပထမနီးတိုင်းပါပဲမီတာရဲ့ခန္ဓာကိုယ်လေးကနေလျှက်စစ်ကိုဖြတ်တန်းစီစဉ်ပေးရမှာပါခလုတ်ကိုဖွင့်လိုက်တယ် ကျွန်တော်25မီလီယမ်မီယာလောက်မှာထားတဲ့ချိန်50 15 20 25ဖြစ်တဲ့အတွက်30မီလီယမ်မီယာလောက်မှာပြနေပါတယ်နောက်တစ်ခုထပ်တိုးလိုက်တော့60မီလီယမ်မီယာလောက်ကိုတက်လာပါတယ်ပေါ့ပြန်ပိတ်လိုက်ရင် MBR စီးဆင်းမှုလည်းကျသွားမှာပါနောက်ဆုံးပိတ်လိုက်တော့စီးဆင်းမှုမရှိတော့ပါဘူးယခုမြင်တွေ့နေရတဲ့ digital meter နဲ့လည်း DC ampere ကိုတိုင်းတာလို့ရပါတယ်။ဒီမှာ DC ampere အတွက် function ပေါင်းရပါတယ်။ နှမျိုးခွဲထားပါတယ်အနှိမ့်နဲ့အမြင်တိုင်းမို့အတွက်ပါ30အမီယာအတွက်ဆိုရင်အပေါက်ကိုဒီနေရာကိုပြောင်းရွှေ့ပေးရမှာပဲအခုအနှိမ့်ုံတိုင်းမှာဖြစ်တဲ့အတွက်မီလီအမီယာမှာပဲခလုတ်ကိုတတ်ထားပါတယ်တိုင်းဒီကတော့မီတာရဲ့ခန္ဓာကိုယ်လေးကနေလျှက်စစ်ကိုဖြတ်တန်းပေးသွားမှာပါဒါမှသာအမီယာကိုထောက်ထမ်းလို့ရပါမယ်တိုင်းတာကြည့်လိုက်ပါတယ်200မီလီအမီယာမှာထားတဲ့အတွက်30မီလီအမီယာနောက်တစ်ခုဖွင့်တော့80မီလီအမီယာကိုတက်သွားပါတယ်ကျွန်တော်တို့အမီယာကိုတိုင်းတာတဲ့အခါ CD ပုံစံနည်းကို သုံး6ရက်တိုင်းမှာဖြစ်ပါတယ်။ရောင်းမြန်လှန်တိုင်းကြည့်တော့ minus နဲ့ထွက်လာပါတယ်။အတိတ်ပဲအတူတူပါပဲ။ပြန်ပိတ်လိုက်တော့အမီယာစီစဉ်မှုမရှိတော့ပါဘူး။မီတာလည်းဘာမှမပြတော့ပါဘူး။ကျွန်တော်ပလန်ကိုဒါယာဆက်သွဲပြီးတော့ပါဝါဖွင့်လိုက်ပါတယ်။အမီယာကိုပြန်တိုင်းကြည့်တဲ့အခါမှန်ကန်စွာမပြတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ရက်စ်အမီယာတွေကအခြားပလန်ရဲ့စီစဉ်တွေအတွက်မှန်ကန်ခြင်းမရှိတော့ပါဘူး။